ကျွန်တော်ကိုဒိုင်း33ဒေါ်လာမြန်မာငွေနဲ့ဆိုရင်တသိန်းကျော်ကိုရေပိုက်အတွင်းမှာပတ်စံထုတ်ယူချေအောင်မြင်ထားတယ်။ Black Five ဆိုတဲ့ APP လေးထဲကနေကျွန်တော် AR အနီရောင်နဲ့ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ပတ်စံထုတ်ရမှာဆိုရင်လည်းကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထဲကိုတရားရခိုင်လို့ပတ်စံဝေလာမှာဖြစ်ပြီးတော့ AR အနီရောင်နဲ့ပတ်စံဘလို့ထုတ်လို့ရလဲဆိုတာလေးကိုတည်တည်နဲ့တကွတွေ့မြင်ရမှာဖြစ်ပါတယ်။ Free Online ငွေစာနည်းတွေကိုအချိန်နဲ့တပြင်းညီတီးချိန်နဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆို ုချစ်ပါတယ်ကော်မေအောက်မှာရဲဆိုပြီးတော့မှတ်သွားပေးပေါ့နော်ပေးပတ်အကောင့်လေးတွေကိုလည်းကိုလူတို့ပါဝေးကန်ဆယ်လို့ရမှာဖြစ်ပါတယ်အချိန်မဆွဲဘဲနဲ့ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် ကျွန်တော်ကိုဒိုင်33ဒေါ်လာမြန်မာငွေနဲ့ဆိုရတဲ့တဲကြောကိုပတ်စံထုတ်ယူချေအောင်မြေထားတဲ့ Black Five ဆိုတဲ့ APP လေးထက်ကနီး OA အနေရောင်နဲ့ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လိုမျိုးပဲရေပိုက်သွင်းမှာကိုတို့တို့အနေနဲ့မြန်မာငွေတဲကြောလောက်ကိုပတ်စံ software ချင်းနဲ့ဆိုရဆိုရှယ်မီဒီယာလေးတွေကိုအသုံးချပေးဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်အဗီဒီယိုလေးတွေဖတ်သိပြီးတော့ကိုလူတို့အနေနဲ့မြန်မာကျူစောင်းမဲ့ဆိုရဒီထက်ကနီးရေပိုက်သွင်းနဲ့မြန်မာငွေတဲကြောလောက်ကိုအစ် software လို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်က ောင်းစီကနာနဲ့ပြောပြပြီးခြေဖြစ်ပါတယ်ပေါ့နော်ကိုလူတို့အနေနဲ့ကြိုးစားတာမကြိုးစားတာကိုလူတို့အပိုက်ပေါ့နော်အခြေဆွဲမနေပဲနဲ့ဒီထဲကနေအောင်ရဲ့အနေရလေးတူကိုပတ်စားဘလို့ထုံးမလဲဆိုတာလေးကိုကျွန်တော်နဲ့သူအဆုံးတီလိုက်ပါကြည့်စုပေးပေါ့နော်ဒီ app လေးမစစ်သေးဘူးဆိုရင်ကိုလူတို့အနေနဲ့ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ blue sun ကိုရစီလာမှာဖြစ်ပါလိဒီ app လေးကို install လုပ်ပေးရမှာဖြစ်ပါလိကျွန်တော်ကတော့ install လုပ်ပြီးပြီမဟုတ်လို့ play ဆိုပြီးပေါ်နေမှာဖြစ်ပါလိအခုမှအသေးသွင်းစီလာပြီးတော့အရာကိုအပေးကြမ်းနေတဲ့ app လေးတစ်ခုပဲဖြစ်ပါလိ ဒီကောင်လေးကျွန်တော်တို့ရဲ့ဖုန်းဆက်ကွေလေးတက်ကိုရောက်စီလာပြီးဆိုရဲကိုကဲအကောင့်တစ်ခုနဲ့အကောင့်ပြုလုပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာဆိုကိုလူတို့အနေနဲ့ပထမဆုံး ID ဆွဲနေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပေါ့ကျွန်တော်ပေးထားတဲ့ကုန်လေးကိုထည့်ပေးမှဆိုရဲ RF ရောက်စီမှာဖြစ်ပါလေဟုတ်ပြီဒီထဲကနေကျွန်တော်တို့ပတ်စံထုတ်မှဆိုရဲ RA အနေအောင်နဲ့ RA အစိမ်းရောက်ဆိုပြီးတော့နှစ်ခုတူကပေးထားမှာဖြစ်ပါလေ RA အနေအောင်နဲ့လည်းတရားရခိုင်နှုတ်ပတ်စံထုတ်လို့ရလို့ပေါ့နော် RA အပြာရောင်နဲ့လည်းကျွန်တော်တို့တရားရခိုင်နှုတ်ပတ်စံထုတ်လို့ရမှာဖြစ်ပါလေဒီထဲကနေကျွန်တော်က RA အနေအောင်ကိုပ တ်ဆက်ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ April 4ရက်အကြောင်းအရအသေးစိတ်ကိုကျွန်တော်အစစ်ဗီဒီယိုမှာတည်ပေးထားပြီးပြီမို့လို့အသေးစိတ်တော့ကျွန်တော်မပြောပြနေတော့ဘူးပေါ့နော်ကျွန်တော်ပြောပြပေးဖို့ဒီထဲမှာဆိုရင်ဒီ profile ထဲကဒီ quality လေးတွေကနေ RAA အပြာရောင်လေးတွေကိုချိန်လိုက်တဲ့အခါမှာဆိုရင်ဘက်ထဲကိုရောက်စီတော်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီထဲကနေ quality လေးတွေ safe မဲ့ကျွန်တော်တို့ RAA အနီရောင်နဲ့အပြာရောင်လေးတွေကို safe မဲ့ဆိုရင်ဂိတ်လေးတွေကစားပေးပေါ့နော်ဂိတ်လေးတွေကစားပေးမှဒါဒီထဲကနေကျွန်တော်တို့ RAA အနီရောင်ရော RAA အပြာရောင်ရောကျွန်တော်တို့က ရရှိမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကပေါ့နော် level လေးတွေကိုတည်ပေးမယ် level လေးတွေကိုတည်ပေးမယ်ဆိုရင်ဒီ level 20ရောက်သွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့က quality လေးတွေကနေပေါ့နော် RA အပြာရာလေးတွေကိုပျောက်ဆွေးလို့ရမှာဖြစ်ပါလေဒီလိုပျောက်ဆွေးလို့ရရှိလာတဲ့ဒီ RA အပြာရာလေးတွေကပေါ့နော်ကျွန်တော်တို့ဒီအပေါ်ထက်ကိုတိုက်အာတိုင်ရိုက်မရောက်ဘဲနဲ့ဒီထက်ကိုရရှိလာမှာဖြစ်ပါလေဒီထက်ကိုကျွန်တော်တို့ရရှိလာပြီဆိုရင်ဒီမှာ password လေးတွေကိုကျွန်တော်တို့ကဖြည့်ပေးရုံနဲ့ပေါ့နော်ဒီထက်ကနေရရှိတာလေ RA အပြာရာလေးတွေကို ကျွန်တော်တို့ကဒီဝယ်တော့အနေနဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ password တွေဖြည့်ဖို့ဆိုရင်ဒီအောက်ကသူပေးထားတဲ့ pass တွေကိုကျွန်တော်တို့ကလုပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင် go to complete ဆိုတဲ့နေရာလေးကိုတက်ချင်နေပြီးတော့ဒီမှာသူပေးထားတဲ့ pass တွေကိုကျွန်တော်တို့ကလုပ်ပေးမယ်ဆိုရင်ဒီထဲကနေ RR အပြရာလေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီကောင်လေးကဆို ATS အနေနဲ့ပေါ့နော် ATS အနေနဲ့ကျွန်တော်တို့ကဒီထဲကနေထုတ်ယူလို့ရမှာဖြစ်ပါလေဒါကြောင့်မလို့ ATS အနေနဲ့ကျွန်တော်ထုတ်ယူမယ်ဆိုရင်ဒီ password တွေကို ကျွန်တော်တို့ကဆင်လုပ်ပြီး market အောင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှတော့ပေါ့နော်ကျွန်တော်တို့ကဒီ withdraw အနေနဲ့ပြန်လည်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီလိုထုတ်ယူလိုက်ပြီးဆိုရင် ROI ပြရလေးတွေကဒီအပေါ်ထဲကိုကျွန်တော်တို့လာပေါက်ပေးမှာဖြစ်ပါတယ်။ဒီထက်ကိုလာပေါက်ပေးမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီထက်ကနေကျွန်တော်က ROI အနေအောင်နဲ့ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီလိုထုတ်ဖို့ဆိုရင်ကိုလူတို့ကဒီ gain လေးတွေကိုကစားပြီးတော့ ROI ပြရလေး ဒီ RA အနေရလေးတွေကိုစူဆောက်ပေးရမှာဖြစ်ပါတယ်ဒီအကြောင်းအရာအသေးစိတ်ကိုလည်းကျွန်တော်အစိဗီဒီယိုမှာပြောပြပေးပြီးပြီးမို့လို့ကိုလူတို့အနေနဲ့အသေးစိတ်သိသိနားလည်းမလို့ကျွန်တော်ထင်မိပါတယ် RA အနေရနဲ့ကျွန်တော်တို့ပတ်ဆက်ထုံးမဲ့ဆိုရင်ကျွန်တော်ပတ်ဆက်ထုံးယူထားတဲ့ဒီဗီဒီယိုဖိုင်လေးကိုကိုလူတို့အနေနဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Okay ကျွန်တော်ဒီမှာဖန်ယူထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ပြောပြပေးမှာပေါ့နော်တည်တည်နေတူကွာ okay ဒီမောက်ဆိုရဲကျွန်တော်တို့က black file ဆိုတဲ့ validator ကိုကျွန်တော်တို့ကတချေဝေလိုက်ပေါ့နော်ဝေလိုက်ပြီးဆိုရဲကိုလူတို့အနေနဲ့ RA နေရာလေးကိုထုံးမယ်ဆိုရဲ RA နေရာလေးကိုတချေထောက်လိုက်ပေါ့ဒီထက်မှာ RA 60ကိုအနည်းဆုံးစီထောက်ဖို့လို့လုပ်ပါတယ် RA 60လေးကိုတချေထားပါဒီမှာဆိုရဲကျွန်တော်တို့က paper နဲ့ထုံးမှမလို့ paper လေးကိုတချေထားပါ paper လေးကိုတချေထားပြီးတော့ confirm ဆိုရဲနေရာလေးကိုတချေနှိပ်ပေးလိုက်ပေါ့ withdraw ဆိုရဲနေရာလေးကိုတချေနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ရဲ့ paper account filter တဲ့ gmail လေးကိုထည့်ပေးလိုက်ပြီးဆိုရဲဒီနေရာလေးမှာကျွန်တော်တို့က password ထုတ်ယူခြေကအောင်မြင်သွားပါလိမ့်မယ်ပေါ့နော် တ်ဆန်ထုတ်ထားတဲ့ပမာလေးကိုပြကြီးမဆွေအပေါ်ကကောင်တီကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်ကပတ်ဆန်ထုတ်ယူချီကိုပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ကပြကြည့်လို့ရမှာဖြစ်ပါလေ။ Okay ဒီလိုနည်းနဲ့ပေါ့နော်ကိုလူတို့ကပတ်ဆန်ထုတ်ယူချီကအောင်မြင်သွားပါလိမ့်မယ်။ဒီထက်ကနေကျွန်တော်တို့ကအဲ့အနေအောင်နဲ့ပတ်ဆန်ထုတ်မဲ့ဆွေကိုလူတို့အနေနဲ့ RA 60စီထောက်ပို့တော့လို့ပါလေ။ RA 60စီထောက်မှသာဒီထက်ကနေကျွန်တော်တို့ကဒီ paper လေးကိုတစ်ချက် ရွေးလိုက်ပေါ့နော်ပေးပယ်လေးကိုရွေးလိုက်ပါ conference ဝင်နေရာလေးကိုတချင်နှိုက်ပေးလိုက်ပါအောင်60ပြီးတာနဲ့ဒီထက်ကနေကျွန်တော်တို့ကပေးပယ်နဲ့ပတ်စာထုတ်လို့ရမှာဖြစ်ပါလေတကယ်လို့အောင်60ပြီးတဲ့တူတွေဆိုရင်ပေးပယ်အကောင့်မရှိတဲ့တူတွေဆိုရင်ပေါ့နော်တကယ်လို့ဒီထက်ကနေ KP ဝပေးတူနဲ့ပတ်စာထုတ်မယ်ဆိုရင်လည်းပဲဒီ Gmail နဲ့ပတ်စာ check ကိုလည်းပို့အကြံပေးချင်ပါတယ်ပေါ့နော်ဒီလိုပတ်စာထုတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကပတ်စာထုတ်ယူချက်ပမာဏကိုပြန်ကြည့်မယ်ဆိုရင်အပေါ်ကကောင်းလေးကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ပတ်စာဝင်လာကြောင်းကိုဒီမှာဆက်ဆက်အဖူလီဝင်လို့ဆိုပြီးတော့ပြပေးမှာဖြစ်ပါလေ တဲ့ကျွန်တော်တို့ရဲ့ဒီ note လေးတွေကိုလည်းဒီမှာတစ်ချက်ပြပေးမှာပေါ့နော်ဒီမှာဆိုရင်လည်းပဲတရားရခိုင်တို့ပတ်စာဝယ်လာတဲ့ပမာဏလေးကိုကိုလူတို့မြင်သိရမှာဖြစ်ပါတယ်14ဒလမ16ဒေါ်လာပဲဖြစ်ပါတယ် โอเคဒီမှာပေါ့နော်ဆန်လေးတလမဆန်ဆင် USD ပဲကျွန်တော်ရဲ့ဒီပေးပတ်ကောင်းလေးတစ်ခုပတ်စာဝေးလာတာကိုကိုလူတို့မြေသွေးရမှာဖြစ်ပါလေကျွန်တော်ကတော့ဒီထဲကနေအောင်အဲအနည်းအောင်နဲ့ပတ်စာထုတ်ယူချစ်ကိုပေါ့နော်ကိုလူတို့အနည်းနဲ့တိတ်တယ်နဲ့တကွမြေသွေးရနိုင်မယ်လို့ကျွန်တော်ထင်မိပါတယ်โอเคနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီလိုတရားရခိုင်းတော့ပေးတဲ့ EPP တွေနဲ့အတူကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်